ဘိုးစုကိုဖြုတ်ချပြီးတော့နေပယ်မျိုးလေးကိုတင်ပန်းမဲ့ကြောင်ဂျော်ဝန်တို့ကပြောလိုက်တဲ့အချိန်မှာခိုင်းနှံဝင်ဖို့အတွက်ကူညီပေးနိုင်ရင်ပဲဘိုးစုကတစ္ဆာဖောက်တွေကိုရှင်မထားတတ်တာမို့လို့ဘိုးစုကိုဖြုတ်ချမယ်အပိုင်းမှာတော့မကူညီပေးနိုင်ဘူးလို့ဘူချာဝတီကဂျော်ဝန်တို့ပြောလိုက်ပါတယ်။မင်းရဲ့ရွှေရောင်အိမ်မက်ကိုခုနဘူချာဝတီယုံကြည်ပေးလိုက်မယ်ဂျော်ဝန်တို့။ဘူချာဝတီတို့ရဲ့ခိုင်းနှံမေဟာဖက်ရှင်လို့ခေါ်ပြီးတော့ဖက်ရှင်ဆိုတဲ့စကားလုံးယူလာတာဖြစ်ပြီးခိုင်းဝင်နေတာနေပယ်မျိုးအနံ့ပြားမှာရှိနေပါတယ်။ဘိုးစုကခေါင်းဆောင်နေရာနေတစ်ဆင့်ငါတို့ကအမိန်ပေးရမင်းခေါင်းဆောင်နေတွေ့ရလိုက်မယ်။ခေါင်းဆောင်အထီးထဲမှာဘူချာဝတီပြလိုက်တဲ့နေရာထောင်ရင်းဖြစ်နေပါတယ်။ခေါင်းဆောင်ဘိုလာဘိုက ထောင်ချနေရဖြစ်ပြီးတော့ထောင်နေရနေအချိန်မေးထွက်လာလို့ရရမယ်သူကိုယ်တိုင်ကနေဖို့ရွေးချယ်ရတာပါဟုတ် ဘာလို့လဲဒါတော့မင်းအထဲဝင်ရောက်ရင်သိရမှာပါဒါနဲ့ဘူချာရက်တွေမင်းလို့ပါဝါရှိရတခြားလူတွေရောရှိသေးလားအဲ့ဒါလည်းမင်းသိရမှာပါပိုလပိုနဲ့အင်တာဗျူးဖြေအောင်အောင်းသွားပြီးတော့ငါတို့ခိုင်းထဲကိုရောက်သွားရင်ပေါ့အဲ့လိုနဲ့ကျော်တို့ကထောင်ထဲကိုရောက်သွားပြီးတော့ခေါင်းဆောင်ရင်ပိုလပိုနဲ့ပစ္စည်းဖလှယ်ရာနဲ့ပိုလပိုရဲ့ခန်းကိုကာထားရဲ့မန်နကောင်ကိုမထီးဖို့တားမိထားတဲ့အကြောင်းစော်ရပိုရရှင်းပြနေပါတယ်စစ်စေးတာရဲ့ပြီးွားရဲ့နောက်မှာတစ်ခုဖြစ်ရင်ငါတို့လမ်းအွန်လိုက်လို့စော်လေးကပြောလိုက်ပြီးတော့ကျော်တို့ကခန်းထဲကိုဝင်လာတဲ့အချိန်မှာမှုရာကြီးတစ်ခုတွေ့လိုက်ရပါတယ်ပိုလပိုကဘယ်မှလဲလို့စဉ်းစားနေတဲ့အချိန်မှာဘယ်ဘက်လက်ကဒဏ်ရာရတာလားဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပြီးတော့မှု ွေရာကြီးကထားလာပါဟာဒါဒါကြီးကမွေရာကြီးမဟုတ်ဘူးကပိုလပူကြီးလက်ဆွဲကိုတစ်ချိန်လုံးညာဘက်လက်နဲ့ပဲတည်ခဲ့ရတဲ့ရှိုးရာတွေတွေးလို့မေးကြည့်တာပါဆရာပြောတာမှန်ပါတယ်ကျွန်တော်ဘယ်ဘက်လက်ကထိုင်ရရလို့ပါဝိုင်လေးတောက်မလားကောင်လေးဂျုံတို့ဝိုင်ဆိုက၅ဦးတို့ချီစတိုဘစ်ကီတို့နဲ့တားလိုက်တာလေကျေးဇူးပါဆရာကျွန်တော်တားမြင့်ထားလို့ပါอืมသူတို့ကတော့အဲ့လိုပဲပြောကြတာပါပဲပိုလပူကထောင်ချနေရမှန်ပေမဲ့ facility ပြည့်စုံနေထောင်ချနေရပါသူ့ကိုကြည့်ရတာထဲမှနေနေပြင်မှနေနေဘာမှထူးမဲ့ပုံမပေါ်ဘူးဒီလိုခန္ဓာကိုယ်ကြီးနဲ့ကထဲမှနေတာမှပို့ပြီးလုံးချုံမယ်အင်တာဗျူးလေးစလိုက်ရအောင်လို့ပိုလပူကပြောလိုက်ပြီး ီးတော့လက်ချောင်းတွေကိုတချို့ချို့နဲ့ဝါးစားနေအောင်ဂျုံတို့ကတွေးလိုက်ရပါတယ်။အဲအချိန်မှာဘယ်ရမယ်မသိမီးရှင်းတစ်ခုပေါ်လာပြီးတော့ကုနာတို့ဟာတွေကအမြင်မားနေရလားလို့ဂျုံတို့ကတွေးနေပါတယ်။ဂိုင်းဖွဲ့ဝင်တယောက်ဖြစ်ဖို့အရေးကြီးဆုံးအပါလေ။ဘာတွေလုံးနိုင်လဲဆိုတာပါ။ဂျော်ရိုတို့ကကုနာတို့ကစော်စီကနေခိုးလာတာတွေကိုပြလိုက်တဲ့အချိန်မှာတခြားဘာတွေလုံးနိုင်နေတယ်လို့ပိုလပိုကမေးလိုက်တယ်မို့လို့နိုင်ရွယ်ကြီးကိုထဲပါလိုက်တဲ့အချိန်မှာပိုလပိုကသဘောကျသွားပါတယ်။ဒါပေမဲ့အဲ့ဒါတွေကတာမန်စွမ်းရည်တွေပဲဖြစ်ပြီးတော့ဂိုင်းဝင်တယောက်မှအရေးကြီးဆုံးအချက်ကယုံကြည်လို့ရမရဆိုတာပဲဖြစ်ပါတယ်။ပိုလပိုကဂျုံတို့မီးရှင်းလေးကိုပေးလိုက်ပြီးတော့24နာရီတိတိအဲ့ မီးခြင်းလေးကိုမီးမငဲအောင်ဂျုံတို့ကစောင်းရှောက်ရမှာပါဂျုံတို့လုံးဝမှာဆိုလို့မီးခြင်းလေးကိုထောင်ထားပြီးတော့ခန်းထဲမှာငင်းလေးထိုင်နေရင်ကိုရပါပြီတကယ်လို့မင်းကမတော်တဆမီးခြင်းဘက်ကိုနာချီမိွားလို့မီးငင်းဝိုင်းတော့မင်းကငါးနောက်ကွယ်မှာယုံကြည်လို့မရတဲ့လူဖြစ်သတ်မှတ်ရလိမ့်မယ်ဂျုံတို့အဲ့လိုဖြစ်သွားခဲ့မယ်ဆိုရင်တော့ဂျုံတို့ကကြာရှုံးသွားတာမို့လို့ခိုင်းတဲ့ကိုဝင်ခွင့်ရမှာမဟုတ်ပါဘူးတွားတော့ဂျုံတို့မီးမငဲအောင်တော့ခရူးဆိုင်မနေ့ပြန်သုံးနိုင်မှပြန်တွေးကြတာပေါ့ဒါပေမဲ့အထွတ်မှလည်းပစ္စည်းထက်စေးဖို့လုံးနေရမို့လို့ပိုလပိုးကဘာမှမပြောတော့လားလို့ဂျုံတို့ကပြောလိုက်တဲ့အချိန်မှာထောင်ဆောင်နေရာတန်တရားဝင်သွားပြီးတော့ပစ္စည်းဖလှယ်တာကိုဒါပေမဲ့ ထားရဆိုတော့မသိဘူးလားထပ်ဆေးရမယ်လို့ပြောနေပါတယ်အခွန်ပိုးလက်ပိုးကထောင်းဆောင်တွေကိုလက်ထိုးရမယ်ထင်နေရစမ်းသက်တာအခုကလေးကနေစနေပြီးရလောလောဆယ်တော့မိမင်းချင်းအောင်လက်နဲ့ပိတ်ထားရင်အဲလိုနဲ့စော်လေးကဂျုံတို့တစိမင်းတစိဆင်းနေပြီးတော့လက်စီကိုရောက်လာတဲ့အချိန်မှာလက်ထဲမှာစုံကူးရှိနေအောင်တီးွားတာမို့လို့လက်ထဲမှာရှိနေရဗာလဲဆိုပြီးပြာကလေးတဲ့အချိန်မှာပန်းလေးတစ်ပွင့်ဖြစ်နေပြီးတော့ပန်းကလည်းအစ်ဖြစ်နေရမို့လို့ပန်းလေးတစ်ပွင့်လောက်ကတော့ကိစ္စမရှိပါဘူးဆိုပြီးခွင့်ပြုပေးလိုက်ပါတယ်အဲနောက်မှာတော့ဂျုံတို့လည်းအပြင်ဝင်ရောက်လာပြီးတော့မီးချစ်ကိုပန်းလေးပြောင်းသွားလိုက်တာပါဟာဒီတိုက်တွေကကာရာမှာကန်ကောင်းလို့ဟာဂျုံတို့တော့အတော်ပဲကင်မရာခလုတ်လေး ားသေးဘူး။ဟေးဂျော်ဒန်တို့အဘောက်ဒါလေးကူးသေး။ဆော်ရီ။အခန်းထဲကိုပြန်ဟောလာ။ မီတောက်ကငိမ့်မဲ့လို့ဖြစ်သွားတာမို့လို့ပါမော့အောင်မှမီးကြီးကြီးကိုစိုက်လိုက်ပြီးတော့ဘက်ဘက်ကနေလေမတိုးအောင်ကာလိုက်ပါတယ်။ခုလိုအောင်မှဆိုလို့ဒီမီးကြီးကိုထိုင်ကြည့်နေအောင်ပဲရှိတော့တယ်။တေချောင်တို့ဗရင်းပေါက်ကိုပါလော့ခတ်ထားလိုက်။အဲဒီမှာဂျုံတို့ရဲ့ခန်းတကားကြီးကပွင့်လာပြီးတော့ခန်းထဲကိုဝင်လာတဲ့လူကခိုးရီချီဖြစ်နေအောင်တွေးလိုက်ရတာမို့လို့ဂျုံတို့ကပြင်မာပုံးနေလဲရပါ။ပစ္စည်းတွေမရှိတော့ရင်ပဲ passport တော့ရှိတော့ပါသေးတယ်။သူများခန်းထဲဝင်လာရတခိုးကြနေရမယ်။နေပေါင်းသူ့အမှတခိုးလီ။ခိုးရီချီရဲ့ passport ကအဲ့အစင်လေးထဲမှာဖြစ်ပြီးတော့ခိုးရီချီကမီးကြီးကိုတွေးရင်မီးလောက်မှဆိုလို့မီးကြီးကိုပေးလိုက်နိုင်ပါတယ်။ဂျုံတို့က Goisbury နဲ့ ဲ့မီလုံးမွေပြောလိုက်ပြီးတော့ပါမုံကိုကားလိုက်မယ်မွေရပူသွားတာမို့လို့ပါမုံကိုလွှတ်ချလိုက်တဲ့အချိန်မှာပါမုံနဲ့မီးချစ်ကိုခိုးဝီချီကတွေ့ရပါတယ်ခိုးဝီချီကအန်ဆွဲတဲ့ရ passport စာအုပ်ကိုပြန်တွေ့ရတဲ့အချိန်မှာမီးချစ်ကြီးကပြတ်သွားတာမို့လို့ကုနာရောမှာရှိပါသေးတယ်လို့ပြောနေပါတယ်အဲကန်ကောင်းလို့ကန်ကောင်းလို့ခိုးနိုဂျုံနိုဂျောဖာနာမှာအိမ်မဲတစ်ခုရှိတယ်ကျော်ရုံတို့ကပြင်ုံထွက်လာတဲ့အချိန်မှာရေနဲ့ပတ်ခံလိုက်ပြီးတော့တန်ရှင်းလုံးနေတဲ့ဖိုးကြီးကမတော်တဆပတ်မိလိုက်တာဖြစ်ပြီးမီးတောင်ကတော့ငြိမ်းသွားခဲ့ပါပြီအခွင့်အရေးထပ်ပေးဖို့တောင်းဆိုကြည့်ရမလားဒါပေမဲ့ပိုလက်ပိုးကအဲ့လောက်တာသဘောကောင်းနေတယ်ဒါမျိုးတော့လောက်ခိုင်းမှာမဟုတ်ဘူးမီးချစ်ပြတ်သွားလို့လားဂျုံနို 我不讲了，宝鸡也是钢铁业宝马呗。 gas က ठ ွက်နေတော့မယ်နေနေပေါင်းဒီလိုသာပြန်ချစ်လို့ရမယ်ဆိုရင်ဒီစမ်းသက်ချက်ကဘာအိပဲရှိတော့မှာလဲအဲအချိန်မှာမီးတောက်ကြီးထွက်လာပြီးတော့ဒီမီးချင်းနဲ့ဆက်လက်မီးညိနေရတော့မဟုတ်ဘူးမလားလို့ဘိုးတော်ကမေးနေပါတယ်အဲအချိန်မှာပဲဂျုံနိုးရဲ့ရှေ့မှာ stand in တကောင်ပေါ်လာပြီးတော့ stand ကချက်ချင်းကြီးပြောက်သွားပါတယ်အဲမဲ့ပြောက်သွားတဲ့ stand ကဘိုးတော်နာမှာပြန်ပေါ်လာပြီးတော့ဘိုးတော်ရဲ့ဝန်ကြီးကိုကင်နာပြီးတော့ရွေးချယ်ခံဖြစ်မလားသေမလားလို့မေးနေပြီးတော့ဗစက်ထဲကအများကြီးနဲ့ဘိုးတော်ကိုထိုးချပလိုက်ပါတယ်ဒီဘိုးတော်ကြီးရတာရွေးချယ်ခံဖြစ်သွားတဲ့ပုံမပေါ်ဘူးဒီဝန်ကြီးကလည်းကားပဲသွားတော့ဂျုံနိုးစမ်းကြီးတဲ့အချိန်မှာတော့ဘိုးတော်ကသေသွားပါပြီဒါမဲ့ stand ကဂျုံနိုးမ မြင်သေးတဲ့ပုံမပေါ်ပါဘူးဂျော်ရူနိုကသစ်ပင်ရိုက်ကိုနင်းလိုက်မိတဲ့အချိန်မှာတော့မင်းလည်းမီးခြေကိုချစ်လိုက်တာမလားလို့စတန်ကြီးကမေးနေပြီးတော့ဂျော်ရူနိုကတိုက်ခိုက်တော့မှာပါအဲ့လိုနဲ့ episode 3ရောဒီမှာပြီးသွားပါတယ်နောက်ထပ်လာမယ့် episode မှာတော့ဂျော်ရူနိုရဲ့ဘယ်တဲကိုဆက်ကြည့်ရပါပါကြီးစုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်